အခုကျွန်တော်လိုချင်လို့နေရောညရောစူးစမ်းနေတဲ့အရာတစ်ခုရှိတယ်။အဲ့ဒီအရာတစ်ခုကိုကျွန်တော်ရဖို့စူးစမ်းလာတာအခုဆိုလို့ရှိရင်3လနေပါလောက်ရှိပြီ။ဒါပေမဲ့မရသေးဘူး။အဲ့တော့သူကရဖို့ကျွန်တော်ထင်ထားတာထက်အဆပေါင်းများစွာကိုခက်ခဲနေတာ။အဲ့တော့ကျွန်တော်တစ်ခါတည်းမှာရက်ချင်တဲ့စိတ်တွေပေါ်လာတယ်။အဲ့တော့ရက်ချင်တဲ့စိတ်တွေပေါ်လာတဲ့အခါမှာကျွန်တော်တည်းအတွေ့အထဲမှာတစ်ခုထပ်ပေါ်လာတယ်။အဲ့ဒါကဘာလဲဆိုတော့အခုဒီအရာကိုငါရဖို့အတွက် ထင်ထားတာထက်အဆောင်များစွာခက်ခဲနေတယ်။အကယ်၍ဒီအရာကိုသာငါကရမယ်ရခဲ့မယ်ဆိုလို့ရှိရင်เนาะငါထင်ထားတဲ့အကျိုးအမြတ်တွေထက်အဆပေါင်းများစွာငါပိုရလိမ့်မယ်ဆိုပြီးတော့မှ ဝင်လာတဲ့အတွေ့ ဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေခံယူထားမှာဘာလဲဆိုတော့ကျွန်တော်တို့ကအရာတစ်ခုကထင်ထားတာထက်ပိုပြီးတော့မှရဖို့ခက်ခဲနေပြီးဆိုလို့ရှိရင်တော့သိကြတယ်အဲ့ဒီအရာကိုရလာလို့เนาะထက်ရလာမဲ့အကျိုးအမြတ်တွေကလည်းကိုထင်ထားတာထက်အစပေါင်းများစွာ ပြန်ရလိမ့်မယ်ဆိုတာပဲအဲ့တော့ကိုလိုချင်တဲ့အရာကခက်ခဲနေလို့တော့ စိတ်မညစ်ပါနဲ့ရက်တံပြစ်လိုက်ဖို့မကြိုးစားပါနဲ့နော်အဲ့ဒီအရာကိုအဲ့ဒီအရာကိုရအောင်ကြိုးစားပါရရင်ကိုကအချို့အမျက်တွေကကိုထင်ထားတာထက်ပိုပြီးတော့မှများပါလိမ့်မယ်ဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးတော့ကျေးဇူးများကြီးတင်ပါတယ်တခုခုတွေးလိုက်နိုင်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ကညာလေးအောင်ပါကိုတခုတွေးလိုက်နိုင်တယ်ဆိုလို့ရှိရင်တော့ကွန်မန့်မှာ yes လို့ရေးပြပါဦးဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးတော့ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ကညာလေးအောင်ပါမင်္ဂလာရှိသောနေ့ဖြစ်ပါစေ